အားလုံးခုနှစ်သားသမီးဆွေများအားလုံးမင်္ဂလာပါအဲ့တော့မနေ့ကတော့အိုးစနေဆိုပြီးတော့တင်ကြရရရလေးလောက်ကြတယ်ပေါ့နော်ဒါပြီးသွားပြီအိုးစနေဆိုတော့အခုထပ်မှပြီးတော့ဘာထပ်လာလဲဆိုတော့တစ်လေးလုံးပေါ့အင်ဂျင်နံပါတ်ခေါ်တာပေါ့နော်17ရက်17လကိုတစ်လေးလုံးဆိုရင်အင်ဂျင်နံပါတ်ဆိုပြီးတော့ထပ်ပြီးတော့ထူးကြတဲ့ရက်တည့်ရပါမယ်နော်ကနန်းလေးကဒါအင်မတန်မှကြီးပျော်ရှုပျော်ကောင်းတဲ့စိတ်ဝင်စရာစိတ်ဝင်စားစရာကောင်းတဲ့ကနန်းတစ်ခုပါ ဆက်တွေ့ဆက်တွေ့ဆိုတော့အမွာကနန်းလေးပေါ့နော်အဲ့တော့တစ်လေးလုံးကိုကျွန်တော်အနောက်တိုင်းမှာတော့ဒါအင်ဂျင်နံပါတ်ခေါ်တာပေါ့နော်နတ်သမီးရဲ့နံပါတ်တဲ့နော်နတ်သမီးနံပါတ်တစ်လေးလုံးအဲ့တော့နတ်ပြန်ဆိုရင်17ရက်17လဆိုတစ်လေးလုံးပေါ့အဲ့တော့တစ်လေးလုံးအကြောင်းကိုနည်းနည်းပြောပြမယ်ပြီးတော့ဘာတွေထူးခြားလဲပေါ့နော်သူကအဲ့ကနန်းကိုကြည့်တာနဲ့ရင်ထူးဆန်းထူးခြားတဲ့ကနန်းလေးတစ်ခုဖြစ်ပါတယ်အဲ့တော့မနေ့ကပြောသွားတဲ့ဒီကိုးစနစ်တွေအကြောင်းကို ပြောစရာလေးတွေနည်းနည်းကြံသွားတာရှိတယ်တတော်များဒီ60နေရာဘာလဲဆိုရင်မသိကြဘူးအဲဆရာတွေကခိုင်းလို့တာဟိုဟာလောက်ဒီဟာလောက်ပါဆိုလို့ခိုင်းလို့တာလောက်ကြတာအဘာလဲ60နေရာဘာလဲဆိုတော့တတော်များတည်ပြီးသားဖြစ်မှာဟာနော်60နေအမြမအယူဆမှာဂမ်ဘီယာနဲ့ပတ်သက်တာနော်အဲ့တော့မတည်သေးတဲ့လူလည်းတည်သွားအောင်လို့ပြောပြမှာဖြစ်ပါတယ်60နေဆိုတာအရင်ဆုံးကျွန်တော်တို့စနေဆိုတဲ့အကြောင်းအရာကိုပြောအောင် လူတွေမှာအဲ့စနေကြိုးဝင်ရင်စနေတက်ရအောင်တော်တော်ဒုက္ခရောက်တယ်ဘဝပြတ်တယ်နော်အဲ့တော့အရန်ကိုတတိထားရတယ်ကြိုးစနေကြိုးအမှဇာတာနယ်ပဲတွတ်တွတ်နက်ခတ်နယ်ပဲတွတ်တွတ်တို့တက်ရအောင်နယ်ပဲတွတ်တွတ်ဂျိုးအိမ်နယ်ပဲတွတ်တွတ်အဲ့တော့စနေကြိုးဝင်ပြီဆိုတာနဲ့ကိုဘဝတွေပြတ်ဒုက္ခရောက်တွေရောက်တယ်နော်ချစ်ခင်တဲ့သူတွေနဲ့ကွဲတယ်စင်းရဲဒုက္ခတွေကစနေကြိုးနဲ့ပတ်သက်တယ်နော်စင်းရဲဒုက္ခတွေ ဆင်းရဲဒုက္ခတွေငိုကြွေးခြင်းတွေအစင်မပြေမှုတွေဒုက္ခတရားတွေကစနေဂျုံနဲ့ပတ်သက်တယ်ဆိုပြီးတော့ယူရှိတယ်ပြီးတဲ့အခါမှာကိုကိုကဟုတ်ပြီကိုဆိုတာတော့ဂုံတော်ကိုပါကဏ္ဍထဲမှာဆိုအကြီးဆုံးပဲနော်ကိုကဏ္ဍဆိုတာဘာသာရေးနဲ့ပတ်သက်တဲ့ကဏ္ဍအဲ့တော့လောကီထွက်ရလန်းနဲ့ပတ်သက်တဲ့ကဏ္ဍကိုကဏ္ဍနော်အဲ့ကိုကဏ္ဍကဘာနဲ့ဘလောက်ပဲမြောက်မြောက်ကိုပဲပြန်ရတယ်ကိတ်လို့လည်းခေါ်တယ်ရွှေလို့လည်းခေါ်တယ်အဲ့တော့စနေကိုအစိုးတွေကိုနိုင်နေနှိမ့်နေတဲ့ဓာတ်ဖြစ်ပါလေ เนาะสนิทโยเบโซทุกข์ซูတွေကိုကိုးဆိုတဲ့ခဏန်းเนี่ยเนาะနှိမ်နှင်းနှိမ်နှင်းเนี่ยတက်ဖြစ်ပါတယ်နောက်တစ်ချက်ကအဲ့မှာကိုးอ่ะရိုးရိုးကိုးမို့အင်္ဂလိပ်လိုပါကိုးဖြစ်နေတယ်အင်္ဂလိပ်အယူဆမှာကြတော့ကိုးခဏန်းကိုအင်္ဂါဂျိုကစိုးမှုပါတယ်เนาะအဲ့မြမဘေရင်လောမြမဘေရင်လောကမှာလေသတိထားရတဲ့ဂျုံနှလုံးရှိတယ်အဲ့ဂျုံနှလုံးကိုနိုင်နေရင်အဲ့လူကကြီးပွားတိုးတက်မှချမ်းသာမယ်အင်္ဂါဂျုံနဲ့စနေဂျုံပေါ့နော်အဲ့ဂျုံနှလုံးက အရေးကြီးတဲ့အထူးသတိထားရတဲ့ဂျူဖြစ်တယ်။အိုင်းတစ်ခုကိုသတိထားရမှာဖြစ်ပါတယ်။အဲ့တော့အင်ဂျင်နံပါတ်1လေးလုံးပေါ့နော်တစ်ကနန်းလေးလုံး။အဲ့ဒီတစ်ကနန်းလေးလုံးအကြောင်းကိုပြောတဲ့အခါမှာပထမဆုံးတစ်ကနန်းဆိုတဲ့သဘောတဘာဝကကျွန်တော်စတင်ခြင်းပေါ့နော်ထိတ်ဆုံးကနန်းဦးစီးဦးဆောင်ကနန်းခေါင်းဆောင်ကနန်းဖြစ်ပါတယ်။အဲ့ဒီကနန်းရဲ့စွမ်းအင်ကနေမင်းကိုကိုးစားပြုတဲ့အတွက်နေနဲ့ပတ်သက်တဲ့စွမ်းအင်တိတ်ထီတွေရှိတယ်နော်။အဲ့တော့သူ့မှာဘဝနဲ့ပတ်သက်တဲ့နော် သက်ရှင်တန်ခြင်းတွေအလင်းအောင်တွေ energy တွေကိုအပြည့်အဝပေးတဲ့ကဏ္ဍမျိုးဖြစ်ပါတယ်အဲ့ဒီဂျိုကိုကိုစားပြုတဲ့ဂျိုဖြစ်ပါတယ်ဥပမာတရားနေမွေးတဲ့သူဆိုရင်လည်းသူ့မှာကတီထွန်ဖန်တီးတတ်တယ်အသက်ဆန်းနေလောက်တတ်တယ်စိတ်ကူးစိတ်တန်အသက်တွေပေါ်ပေါက်တတ်တယ်နော်ခေါင်းဆောင်ကဏ္ဍအကြီးကဲတွေခေါင်းဆောင်တွေဖြစ်တတ်တဲ့ကဏ္ဍထဲမှာပါတယ်တကဏ္ဍတွေကတာဝန်ယူတတ်တယ်တာဝန်ယူရဲတယ်ဟုတ်လားအဲ့တော့တကဏ္ဍ၄လုံးဖြစ်လာတဲ့အတွက်နေမင်းရဲ့တတိနေမင်းရဲ့စွမ်းအားတွေပို့ပြီးတော့ရရှိလာမှာဖြစ်ပါတယ်အင်ဂျင်နံပါတ်၄လုံးဟာ အဲ့တော့ကဘာတွေလုံးလို့ရလဲဆိုရင်အဲ့ဒီနေ့၁၇နာရီပဲဖြစ်ဖြစ်နေ့ငယ်၁၇နာရီပဲဖြစ်ဖြစ်ည၁၇နာရီပဲဖြစ်ဖြစ်နော်အဲ့၁၇နာရီတွေမရဘူးဆိုရင်လည်းကိုအဆင်ပြေတဲ့အချိန်လို့ပေါ့အဲ့တော့ကိုနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိုကိုပဲဘာသာရေးနဲ့ပတ်သက်တဲ့ဖရားတွေရှိမှဆူတောင်းရင်လည်းရတယ်တမန်တော်တွေရှိမှဆူတောင်းရင်လည်းရတယ်အဓိကတမန်တော်တွေနော်အဲ့ချိတ်ဆက်တဲ့ကဏ္ဍမျိုးပေါ့တမန်တော်တွေရှိမှဆူတောင်းလည်းရတယ်ဗုဒ္ဓဘာသာတွေအနေနဲ့ဆိုရင်လည်းတမန်တွေကနှကောင်းနှမြက်တွေနော်မိမိနဲ့ ပတ်သက်တဲ့မိမိနဲ့သက်ဆိုင်တဲ့နော်ကိုယ်ပွဲတဲ့ဟလားပထမ်းဆက်ပုံကိုတွေနဲ့ရှိမှလဲဆူတောင်းလို့ရတယ်ဆူတောင်းတဲ့အခါမှာအမွေးတိုင်းလေးထွန်းတာပေါ့နော်ဘာမှတော့လှူကြမလို့လှူပွဲပစ္စည်းကတော့ကိုယ်လှူချင်တာလှူမှာဖြစ်မနေအမွေးတိုင်းလေးထွန်းတာနော်အဲအမွေးတိုင်းသုံးလို့မရတဲ့သူကြောင့်ရေမွေးတွေဖြန်တာပဲမှာထိုင်ပြီးတော့တေချာဆူတောင်းမယ်အနည်းဆုံး5မိနစ်လောက်ပေါ့နော်5မိနစ်10မိနစ်လောက်ဆူတောင်းရင်လည်းရပါတယ်နော်ယုံကြည်တဲ့သူတွေပြုလုပ်နိုင်ပါတယ်မယုံကြည်တဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်ဒါကျွန်တော်သိထားတာလေးကိုဝေမျှပေးတာဖြစ်ပါတယ် ဲ့တော့အဆက်အသွယ်ပြတ်နေတဲ့သူတွေဆိုရင်အဆက်အသွယ်တွေရလာနိုင်တယ်ကိုယ်လုံငန်းအတွက်အကြံစီတွေးခေါ်တွေပေါ်ပေါက်လာနိုင်တယ်နော်အိမ်ထူကြတဲ့အိမ်မက်ကောင်းတွေမှတ်နိုင်တယ်အိတ်ကောင်းတွေမိတ်ကောင်းတွေရနိုင်ပါတယ်အဲ့လိုပဲတေကနန်းလေးလုံးမှာမွေးတဲ့သူတွေရှိတယ်ထူးကြွတဲ့စာရေးဆရာတွေနော်အဲဆန့်နော်ဆန့်ဒီဆက်ထမအာယုံအကောင်းတဲ့သူတွေများပါတယ်တစ်လေးလုံးလေးလုံးထက်တယ်အဲ့တော့ကဘာကျော်လက္ခဏာဆရာကြီးကင်လို့ဆိုရင်တရက်၁၇လ1860ခုနှစ်မှာမွေးတာဖြစ်ပါတယ်အဲ့ဆိုင်ဆရာကြီးဂျာနေကျော်ဦးချစ်မောင်ဆိုရင်လည်း 19ရက်တလ1923ခုနှစ်မှာမွေးတာဖြစ်ပါတယ်။နောက်ကဗျာဆရာတင်မိုးတို့အရန်လေးစားရတယ်နော်။19ရက်17လ1933ခုနှစ်မှာမွေးပါမွေးတာဖြစ်ပါတယ်တက္ကနန်လေးလုံးပေါ့နော်။အဲ့တော့17ရက်17လမှာမဟုတ်ဘူးအင်္ဂလိပ်ကူမှာတက္ကနန်လေးလုံးပါရင်လည်းအစွမ်းသိတိအစွမ်းတတိတွေရှိတယ်။တို့မှာကဒီစတ္တမအာယုံလို့ခေါ်တယ်ဒီစံအရန်ကောင်းတယ်နော်။စိတ်ကောလူရောအားအသုံခုန်တိုက်လုပ်တတ်တဲ့သူတွေဖြစ်ပါတယ်။ အဲ့တော့ကိုယ်နဲ့ပတ်သက်တဲ့ပုံကိုယ်တွေပထမဆုံးပုံကိုယ်တွေမမြင်ရတဲ့ပုံကိုယ်တွေရှိရတယ်ဆက်သွယ်ရအောင်မက်ဆေ့ရအောင်ကွန်ဒရှင်တွေရအောင်အဲ့ရက်မှာဆူတောင်းပါအဋ္ဌံပြုပါနော်အားလုံးကနေသားကြီးများအားလုံးကျမ်းပါချမ်းသာကြပါစေ